မိုင်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အထီးကနှလုံးနှီးနှမျိုးကိုပြန်လည်များအောင်တော်မှာဖြစ်ပါတယ်ဗောနော်ဒါကနှီးနံပါတ်၁ဗောနော်ဒါလေးကနှီးနံပါတ်၁ဖြစ်ပါတယ်ဒါလေးကနှီးနံပါတ်၂ကိုကျွန်တော်နံပါတ်73ကနေစပြီးတော့ကြည့်အောင်ဗောနော်73 74ကနေစကြည့်အောင်ဗောနော်ဒီနေ့နဲ့ခေါင်းနေစကြည့်အောင်ကျွန်တော်ဒီမှာဆိုရင်နှစ်လေးတင်းနေဆိုတော့ဒီမှာနှီးတစ်လုံးတော့တူတယ်ဗောနော်နှီးတစ်လုံးတူတယ်အဲ့မှာနှီးနှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ နေ့ရနေ့ရဒီနေ့နေ့ခွန်ဖြစ်ပါတယ်ပြီးရင်နံပါတ်၁၄မှာကျွန်တော်၃၅ရခွန်၈ရအဲ့ဒီမှာကနေတော့မတူဘူးပေါ့နော်ဆိုတော့၃၈၈ဆိုတဲ့အတွက်ဒီဘက်က၃ရဒီဘက်က၈ရဒီ၃၈၈ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်မှာတော့၉၃ရ၃၄ရအဲ့ဒီမှာလည်းကနေမတူဘူးပေါ့နော်ကနေမတူတဲ့အတွက်ကြောင့်မနောက်ထပ်တစ်ကြိမ်မှာသူက၃၃ရ၉ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီဘက်က၉ရဒီဘက်က၃ရဒီ၃၃ရ၉ဆိုပြီးဖြစ်ပါတယ် နောက်ထပ်3923တုံးတလုံးတူတာဖြစ်ပါတယ်ဘောနော်အဲ့ဒီမှာတော့3923ဆိုရတဲ့3ဒီမှာလေး3ဒီဘက်ကနေ့ရ3ရက်ဒီ3နေ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲ့မှာ3923တုံးတလုံးတူတယ်ဘောနော်39နေ့ဆိုပြီးတော့ဒီဘက်က3ဒီဘက်က3ဒီဘက်ကနေ့ရ39နေ့ဆိုပြီးဖြစ်ပါတယ်ဒီမှာတော့3ညနေ့ရ5ရက်ရကနေ့မတူဘူးဘောနော်နေ့လေး6ဆိုရတဲ့ဒီဘက်ကနေ့ရဒီဘက်က6ရက်ဒီနေ့လေး6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်3 4 5ကနန်းလေးမတူဘူးဗောနော်ဆိုတော့3 2 4ဆိုတဲ့အတွက်ဒီဘက်က3ရဒီဘက်က4ရ3 2 4ဆိုပြီးဖြစ်ပါလေ80 2 3အိုက်မှာလေကနန်းမတူဘူးဗောနော်85 2ဆိုတဲ့အတွက်ဒီဘက်က8ဒီဘက်က2ဒီ85 2ဆိုပြီးဖြစ်ပါရခင်ဗျာနောက်ထပ်85 6 8 3 5 6မှာ85ဆိုပြီးတော့ဒီဘက်က8ကဒီမှာ105 6ဆိုပြီးတော့အလေးအပိတ်အပါဗောနော်85ဆိုပြီးဖြစ်ပါလေ ဒီ634မှာ356ဆိုတဲ့အတွက်ဒီ6ကကျွန်တော်ဒီအပိတ်ပါဗျာဒီ3ကတော့ထိပ်ဖြစ်ပါတယ်356ပါနော်ဒီမှာဆိုရင်ကျွန်တော်၄သလုံးတူတယ်ဆိုပေမဲ့လည်း63ဒီ356ဆိုပြီးဖြစ်ပါတယ်နောက်ထပ်68ရ69ရဆိုပြီးဖြစ်ပါတယ်646ဆိုတဲ့အတွက်ဒီ6နဲ့ဒီ6ဒီ646ထိပ်စီအပိတ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်6893ညာဆိုပြီးဖြစ်ပါတယ်ဗျနော်698ဆိုတဲ့အတွက်ဒီ9ကတော့ထိပ်စီပါနော်ဒီ10ကတော့အပိတ်98ဆိုပြီးဖြစ်ပါတယ် 6800 6900 6300တူတယ်ဘာနာ6900ဆိုပြီးတော့ဒီ6နဲ့6ဒီထိတ်စီနဲ့အပိပဲဖြစ်ပါတယ်ဒီ6800မှာဆိုရင်လည်း6တလုံးတူတယ်ဘာနာဒီ6ဒီ6ထိတ်စီ6ပိ6900ဆိုပြီးဖြစ်ပါတယ်အဲ့မှာဆိုရင်ကျွန်တော်ထိတ်စီနဲ့အပိနေရာမှာပဲတော်တော်များများတွေးနေရတယ်ဘာနာဒီခုလိုလို့ဈေးတော့ကျွန်တော်ဒီနေ့နေ့ခွန်မှာဆိုရင်ထိတ်စီနဲ့အပိပါတယ်ဘာနာဘာဆိုရင်လည်းထိတ်စီဖြစ်ပါတယ်ဒီမှာထိတ်စီအပိထိတ်စီအပိဘာနာ ဒီမှာလေးထိတ်အပိတ်ထိတ်အပိတ်ဒီမှာထိတ်အပိတ်ပါနော်သုံးနည်းလေးမှာလေးသုံးထိတ်၄ပိတ်ရှင်းကားနည်းမှာလေးရှစ်ထိတ်၂ပိတ်ရှင်းရှောင်းကားမှာလေးရှစ်ထိတ်၅ပိတ်သုံးကားရှောင်းမှာလေးသုံးထိတ်၆ပိတ်ပါနော်၆ထိတ်ဒီမှာလေး၆ပိတ်တယ်၉ထိတ်၈ပိတ်တယ်ပါနော်၆ထိတ်၆ထိတ်ဒီမှာလေး၈ထိတ်၈ထိတ်ဆိုပြီးတော့ကျွန်တော်ထိတ်စီးနဲ့အပိတ်နေရာမှာအပါဖြစ်ပါတယ်ခင်ဗျာโอเคအရင်ဆုံးအနေနဲ့ကျွန်တော်ဒီနံပါတ်၁ကိုစာပြီးလေ့လာကြည့်အောင်ပါနော် โอเคဒါလေးကတော့ကျွန်တော်နီးနံပါတ်1ဖြစ်ပါတယ်နီးနံပါတ်1မှာတော့ဒီရှစ်ခွန်ပေါင်းတာက15ဖြစ်ပါတယ်ခင်ဗျာခွန်3ချိန်ပေါင်းတာ20နဲ့1ပေါ့နော်ခွန်2ချိန်ပေါင်း84ရှင်းနှချိန်ပေါင်း16လေးနဲ့ပေါင်းရင်20 3ရင်5ရင်5ရင်3ရင်ပေါင်းတာ10ပေါ့နော်ဒီနှစ်နဲ့3ညနဲ့ပေါင်းရှင်းဒီနှစ်၄၃ညလီ၃ညဒီ၅နဲ့ဒီ၁နဲ့ပေါင်းရှင်း၆ဆိုပြီးဖြစ်ပါရယ်ခင်ဗျာ โอเคဒီဒီမှာကျတော့ကျွန်တော်ဒီ9နဲ့6ပေါင်း9နဲ့10ပေါင်း6လေးနဲ့ပေါင်းရင်30ဖြစ်ပါတယ်ရှင်းနဲ့2ပေါင်းရင်30ဒီမှာ6တလုံးကျန်တယ်ဗောနော်ရလာလေး6ကိုကျွန်တော်တို့ကနင်းနဲ့ထပ်ပေါင်းတာဆိုရင်6ရှိဗောနော်6ရှိမှာဆိုရင်6 9 6ဆိုပြီးတော့6တလုံးဒီထိတ်စီနဲ့အပိတ်နေရမှာဖြစ်ပါတယ်ဒီ6ဒီ6 9 6ဗောနော်ဆိုတော့ဒီမှာ6ရှိမှာဆိုရင်6 9 6ဆိုပြီးဖြစ်ပါတယ်ထိတ်စီနဲ့အပိတ်အပါဗောနော် နောက်ထပ်68ဆိုတာလေးကိုလည်းဆက်ပြီးနေတာကြည့်အောင်ဗလားခင်ဗျာဒီမှာဆိုရင်68 68 68ဆိုပြီးတော့အာလေးကြိမ်ဆက်တက်ရှိသွားပြီပေါ့နော်โอเคဒါဆိုရင်ဒီအပေါ်ကလူမျိုးပဲပေါ့เนาะရှင်းတဲ့9ပေါင်းတလို့3ညနဲ့9နဲ့ပေါင်းမှာဖြစ်ပါတယ်။ကို3ကြိမ်ပေါင်းတာ90နဲ့ခွန်ဖြစ်ပါတယ်။6နဲ့ကြိမ်ပေါင်းတာဒီ7နှစ်ဒီ9နဲ့ကြိမ်က78ပေါ့เนาะရှင်းတဲ့9ပေါင်းရှင်း90နဲ့3 3မရှိမှာဖြစ်ပါတယ်။9နဲ့ဒီ3နဲ့ပေါင်းတာလည်း ဒီကုန်းနဲ့ချိန်ပေါင်းတာ78ပေါ့နော်ရှင်းနေရှောက်ပေါင်းရှင်းနေရှိပေါင်းတာ76ဖြစ်ပါတယ်9420နဲ့78ဖြစ်ပါတယ်ခင်ဗျာခွန်6နဲ့တစ်ပေါင်းရှင်းကခွန်ဆူပြီးဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကျတော့3နဲ့ခွန်ပေါင်းရှင်းက30ဖြစ်ပါတယ်ပေါ့နော်3နဲ့ခွန်ပေါင်း30နောက်ထပ်ဒီရှင်းရဒီနည်းရပေါင်းရှင်းက30ဖြစ်ပါတယ်ရှင်းနဲ့ခွန်ပေါင်းတာ59 9နဲ့ပေါင်းရင်လည်း20ဒီမှာ6တလုံးကျန်တဲ့အတွက်ကြောင့်မို့ ဲ့ဒီ6ကိုလည်းအပေါ်ကလိုမျိုးပဲနင်းနေပါနာ6 6 8ရည်ပေါ့နော်အဲ့ဒီမှာ6 9 8ဆိုပြီးတော့ဒီ6ဒီထိစီအပိတ်ဖြစ်ပါတယ်6 8မှာ6 9 8ဆိုပြီးဒီမှာပေါ့နော်တင်တော့၄ချိန်ဆက်တက်ရှိသွားခဲ့ပြီဖြစ်ပါတယ်အဆင်းနံပါတ်29ပေါ့နော်ဆက်ပြီးကြည့်အောင်ပါခင်ဗျာဒီ3နဲ့ဒီ4နဲ့ပေါင်းတာပေါင်းရှင်း9ဖြစ်ပါတယ်9 3ချိန်ပေါင်းတာ29ပေါ့နော် ရှင်းတဲ့ချိန်ပေါင်းချင်း96ဖြစ်ပါတယ်လေးရ3ချိန်ဆိုတဲ့အတွက်7နှစ်ဖြစ်ပါတယ်ခင်ဗျာ3နဲ့နှစ်ပေါင်းတာက9တိ3ချိန်ဆိုတဲ့အတွက်3ပါเนาะ6လေးလီ30နဲ့6အနောက်မှာရှိတဲ့တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာခွန်ခွန်ပေါင်းတာက14ရာတယ်ဗောနောရှောင်းနဲ့ပေါင်းရင်20ဖြစ်ပါတယ်နေနဲ့3ပေါင်း9 9နဲ့ပေါင်းရင်10ရှောင်းနဲ့1ပေါင်းရှင်း9ရာတာဖြစ်ပါတယ် ဂျာဒါကြောင့်အဲ့ဒီမှာတော့ခွန်ကိုနှစ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာခွန်ကိုနှစ်ပေါင်းတော့ကိုခွန်ကိုဆိုပြီးဖြစ်ပါတယ်နီးနံပါတ်၁ကကျွန်တော်ခွန်ကိုဆိုပြီးရတယ်ပေါ့နော်ခွန်ရဲ့ကိုရဲ့ဖြစ်ပါတယ်နောက်ထပ်နီးနံပါတ်နှစ်ကျွန်တော်ဒီခွန်၈၆ခွန်စွာလေးဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာโอเคဒါလေးကတော့နီးနံပါတ်နှစ်ဖြစ်ပါတယ်နီးနံပါတ်နှစ်မှာကျတော့ဒီ၈ခုနှစ်ကြိမ်ပေါင်းတာ၁၆ 6နဲ့9ပေါင်းရှင်ဒီ93ပေါ့နော်9ကြိမ်ပေါင်းတာက14ဖြစ်ပါတယ်3နဲ့ကြိမ်ပေါင်း6 6နဲ့4ပေါင်းရှင်က10ဖြစ်ပါတယ်ခွန်9လျာ30နဲ့5ပေါ့နော်2နဲ့ကြိမ်ပေါင်းတာ4 4နဲ့ဒီရှိမှရှိတယ်3နဲ့ပေါင်းတာခွန်2နဲ့ကြိမ်ပေါင်း4ကိုနောက်မှရှိတယ်3နဲ့ထပ်ပေါင်းမှဖြစ်ပါတယ်ခင်ဗျာဒီ3နဲ့ဒီ3ပေါင်း6 4နဲ့ပေါင်းရင်20ဖြစ်ပါတယ် နောက်ထပ်9ခွန်ပေါင်းတာစနစ်နည်းနဲ့၄ပေါင်းချင်း600ရတဲ့အတွက်6ကိုတိတိုးတာဆိုရင်ခွန်6ခွန်ပါဆိုရင်6 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာကျတော့ဒီ6ကထိပ်စီအပိတ်ပေါ့နော်6ခွန်ပါ6 6ကျွန်တော်ဒီမှာရေးပြထားတယ်ပေါ့နော်6ခွန်မှာ6 6ဖြစ်ပါတယ်ထပ်ပြီးတော့ဒီခွန်6ဆိုတာလေးဆက်ပြီးကြည့်အောင်လားခင်ဗျာ ဒီ6နှစ်ချိန်ပေါင်းတာ7နှစ်နေနဲ့ဒီ9နှစ်ပေါင်းတာ7ကိုတင်ပြရမှာဖြစ်ပါတယ်6နှစ်ချိန်ပေါင်းတာ7နှစ်93ချိန်ပေါင်းရှင်းဒီ15ဖြစ်ပါတယ်ခွန်9ချိန်ခွန်9ခွန်ဒီ35တင်နှစ်ချိန်နေနဲ့3ပေါင်းရှင်းဒီ9ပေါ့နော်7နှစ်ချိန်ပေါင်း16ကို3နှစ်ထပ်ပေါင်းมาဖြစ်ပါတယ်9 9ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာ ဒီနှစ်နဲ့ဒီ3ပေါင်း9 9နဲ့ပေါင်းရင်30ဖြစ်ပါတယ်။ရှောင်းရတည့်ရပေါင်းတော့900ရည်အတွက်ခွန်ကိုတည်တိုးတာ6ခွန်6မှာဆိုရင်6 9ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီမှာ6ပေါ့နော်။ထိစီအပိတ်ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာခွန်6ဆိုပြီးပြပေးထားတယ်ပေါ့နော်။အဲဆိုရင်ဒီဟာလေးဆက်ကြည့်အောင်ပေါ့နော်။6နဲ့ချိန်16ရှောင်းနဲ့9ပေါင်း6 20နဲ့9 9ပဲရည်မှာဖြစ်ပါတယ်။6နဲ့ချိန်ပေါင်းတာက16 ကိုနှစ်ကြိမ်ပေါင်းတာ18ရှင်းနဲ့၄ပေါင်းရှင်း20နဲ့နေပါတော့ခွန်3ကြိမ်ပေါင်းတာ20နဲ့1ရှင်းနဲ့ကြိမ်16အနည်းနဲ့ပေါင်းတာ8တင်းနဲ့ကြိမ်နေပါတော့ပြီးရင်3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာနင်းနဲ့3ပေါင်း5 5နဲ့ပေါင်းရင်30ဖြစ်ပါတယ်ဒီနင်းနဲ့ဒီရှင်းနဲ့ပေါင်းရင်30 6နဲ့1ပေါင်းရှင်း900ရာတွေအတွက်ဒီဘက်မှာလေ900 600ရာဆိုပြီးဖြစ်ပါတယ်ခင်ဗျာ အဲဆိုရင်ကျွန်တော်ဒီမှာခွန်ရှိဖြစ်ပါတယ်ဘောနော်ခွန်ရှိဆိုတော့ဒီဘက်မှာကျွန်တော်ခွန်ခွန်တော့တူတယ်ဘောနော်ပြီးရင်ဒီမှာလည်းကိုရှိခွန်ခွန်တော့မဟုတ်ကိုရှိဖြစ်ပါတယ်ခင်ဗျာခွန်လုံးပိန်တော့မဟုတ်ကိုရှိဘောနော်ခွန်ခွန်ခွန်ရှိကိုခွန်ကိုရှိဆိုပြီးဖြစ်ပါတယ် โอเคအဲ့ဒီခုနှစ်ကကျွန်တော်အဒီအရှိမလေးရှိတယ်ဗောနောထပ်ပြီးကြည့်အောင်ပါခင်ဗျာဒါလက်ကတော့ကျွန်တော်နီးနံပါတ်3နဲ့နီးနံပါတ်2နဲ့ဗောနောနံပါတ်9ကနေစာရေးပြပြထားတယ်ဒါပြီးခဲ့တဲ့တစ်ပတ်ဟာဖြစ်တယ်ဗောနော3001မှာခုနှစ်တလုံးတူတယ်ဗောနောအဲ့မှာ3001အတူအလေပိတ်နေရဖြစ်ပါတယ်လေးဒီ6 4 3001တူတာ3ဒီ963 8တူတာ6 4ထဲက8ဒီ6 6 9 9 1 9 2တူတူပဲဗောနော9ဒီ9 9 အဲ၈နှစ်၈ရက်တူတူပဲ၈တီ၃ရက်၈၆တုံည၆တုံညတူတူပဲပေါ့နော်၃ညဒီ၃တုံညကို၅၃၅နှစ်ဒီမှာတော့မတူတဲ့အတွက်နှစ်ကိုဒီ၃ကိုနဲ့၄၆ဒီ၆၄၆၄ရက်၄ရက်တူတယ်ပေါ့နော်နှစ်၆နှစ်၆တူတယ်ဒီလေးက၃နှစ်လေးဒီနှစ်က၈၅နှစ်ဒီမှာ၆သလုံးတူတယ်၆ဒီ၈၆ငါဒီမှာတော့ကျွန်တော်၅သလုံးတူတယ်၃၅၆ဒီမှာ၆ရက်၄ရက်ပေါ့နော်၆၄၆အလေးနဲ့အပိတ်နေရာပဲဖြစ်ပါတယ်၈နှစ်၄ရက်မှာ၈တူတာဒီဒီ၈ဒီအပိတ် 939မှာကိုတူတာဒီ696ပြီးခဲ့တဲ့ဘက်မှာကျွန်တော်9999စတာပြပြထားတယ်ပေါ့နော်ကိုဒီ698ဆိုပြီးတော့အလယ်နေရာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့9330ဆိုပြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ9တလုံးတူတယ်9ဒီကျွန်တော်တို့အလယ်တော့မဟုတ်အပိတ်ဆိုတဲ့အတွက်ဒီမှာလည်းကျွန်တော်တို့ဒီမှာကြတော့ထိတ်စီးနဲ့အပိတ်နေရာမှာအတောက်လျှောက်ဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ဒီမှာ9တူတယ်ပေါ့နော်9998 9998 ခွန်တေတုံးခွန်ဆိုတော့ခုနှစ်တလုံးပူအာတာနေပေါ့နော်ဆိုတော့အဲ့ဒီခုနှစ်ကကျွန်တော်အပိတ်နေရာလားပေါ့နော်ဒီမှာထိတ်စီအပိတ်ဆိုတဲ့အတွက်ကြောင့်မဖြစ်ပါလေဆိုတော့အဲ့ဒီမှာခုနှစ်ပေါ့နော်အဆွေမနီယာတင်ပြထားတာကတော့ကျွန်တော်၃ပေါ့နော်၃ရက်၃ရက်ကျွန်တော်ဒီမှာခွန်ရက်ပေါ့နော်၃ခွန်ခွန်၃ဖြစ်ပါလေခွန်၃ပေါ့နော်โอเคဒါကနိယမရှိများလည်လာလို့ရအောင် ကြည့်ရပြီးတော့ပြန်လည်ပြောပြရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။